အားလုံးပဲကြတော့ပါဗျာကျွန်တော် Arsenal Fan Channel ကနေပြီးတော့ပြန်ကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော် Arsenal ကျယ်ပွင့်နေရဲ့အကောင်းဆုံးချိန်ဆိုတော့ကာလကိုပြပြခြင်းတာဖြစ်ပါတယ်ပြီးခဲ့တဲ့2024 25ရာသီမှာ Arsenal ကျယ်ပွင့်နေဟာအသီးသီးကိုစီအစွန်ပြခဲ့ကြတယ်အဲ့ဒီထဲမှာတော့ကျွန်တော်ကပတိန်အော်ဒီကတ်ကတော့တန်ရာပြဿနာကြောင့်2024 25ရာသီမှာတော့အာဆင်နယ်အတွက်ကောင်းမွန်စွာကစားပေးနိုင်ခဲ့ခြင်းမရှိပါဘူး ဒါပေမဲ့တခြားတစ်ဖက်မှာဆာကာကတော့သူကပရီးမီးယားလိဂ်ပွဲမှာ25ပွဲအထိကစားပေးခဲ့ပြီးတော့မှ6-6သွင်း10ချိန်ဖန်တီးမှုပြုတ်လို့ပေးနိုင်ခဲ့ပါတယ်။ထို့အတူပဲကျွန်တော်ရဲ့တောင်မှကစားသမားဆာကာကချန်ပီယံလိဂ်မှာလည်း6ပွဲကစားပေးထားသလို6-6သွင်း2ချိန်ဖန်တီးမှုပြုတ်လို့ပေးနိုင်ခဲ့ပါတယ်။ဆိုတော့တခြားတစ်ဖက်မှာလည်းကျွန်တော်တကယ်ကိုအားကိုးရတဲ့ကျွန်တော်ကပတိန်ဒုတိယကပတိန်ဖြစ်တဲ့ Declan Rice ကတော့တကယ်အားရဆရာကောင်းပါတယ် သွားတော့မှသူကပွဲပဲကြောင်းတာပရီးမီးယားလိပွဲအကုန်လုံးမကစားပေးနိုင်ခဲ့တာသူက ပရီးမီးယားလိပွဲပေါင်း35ပွဲထိမှကစားပေးခဲ့ပါတယ်ရှိတာမှ38ပွဲနော်ဆိုတော့သူက35ပွဲထိကစားပေးခဲ့ပြီးတော့မှ၄ဂိုးသွင်း9ချိန်ဖန်တီးမှုပြုတ်လုပေးနိုင်ခဲ့ပါတယ်တကယ်ကိုအောက်ကိုရပါတယ်တကယ်ပေးရတဲ့105တန်းတန်းဒီကွန်းလေကစားသမားကတကယ်တန်ကြီးနဲ့ တန်အောင်ကစားပေးခဲ့ပါတယ်အာဆင်နယ်အတွက်ပေးဆက်မှုကတကယ်ကိုချီးကျူးရပါတယ်ထို့အပ်တူပဲဒီဂရန်ရက်စ်ကချန်ပီယံလိမ့်မှာလည်း73ပွဲထိကစားပေးခဲ့တယ်၄ဂိုးသွင်းတယ်နှစ်ချိန်ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်စုစုပေါင်းသူ့ရဲ့ကစားပွဲတွေကတော့52ပွဲထိ52ပွဲထိရှိပြီးခဲ့ရှိခဲ့ပြီးတော့မှသွားဘိုးအနေနဲ့ကတော့ဘိုးကိုသွင်းထားတယ် စတဲ့ချင်းဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်ဆိုတော့ဒီဂရန်ရိုက်စ်ကတော့ကျွန်တော်အာဆင်နယ်တကယ်ကြောက်ဆောင်ဖြစ်ပါတယ်တခြားတစ်ဖက်မှာလည်းကျွန်တော်ဆလီပါနဲ့ဂါပရီယယ်ကတော့ဒါအာတန်ရပြဿနာတွေရှိခဲ့တယ်ဒါပေမဲ့ဂါပရီယယ်ကတော့အများဆုံးအာအာဆင်နယ်ရဲ့နောက်တန်းကိုကောင်းကောင်းထိန်းပေးနိုင်ခဲ့တယ်ပေါ့နော်တော့ခုနှစ်ရာသီမှာတော့ဒါခံစင်မှုရဲ့အတင်းတင်းအာအကောင်းတဲ့အနေထားရှိတယ်ဆိုတော့ ဒီ2025-26ရာသီမှာအာဆင်နယ်ကစားသမားတွေရဲ့အကောင်းဆုံးနဲ့လို့လည်းပြောလို့ရမယ်။ပါဆိုသူတို့အတွေ့အကြုံတွေ၊ချန်ပီယံလိအတွေ့အကြုံတွေ၊ပရီးမီးယားလိရဲ့အတွေ့အကြုံတွေထိတ်ဆုံးကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ဒီချိန်မှာမှအောင်မြင်မှုကိုမဖန်သေးနိုင်ရင်တော့ကျွန်တော်တွေနှစ်များစွာထပ်ဆောင်နေအောင်မှာဖြစ်ပါတယ်။အဓိကကတော့ကျွန်တော်အာဆင်နယ်မှာတိုက်စစ်မှုမြန်မြန်ရောက်လာဖို့ပဲဖြစ်ပါတယ်။ကျွန်တော်တိုက်စစ်မှုရောက်လာပြီဆိုတော့ကျွန်တော်ရဲ့အာဆင်နယ်တင်းကတကယ်ကိုကြောက်ခမန်းလေးလေးနဲ့ အမြင်မှုတွေရနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်။ဆိုတော့ပရိသတ်တွေကလည်းဒါဘယ်ချိန်မှတိုက်စစ်မှုရောက်လာမယ်ဘယ်သူရောက်မလဲဒါမလဲဒါအရေးတကြီးကြီးနဲ့အခုထိလေဘင်းရှေပြီးတော့စောင့်နေရတော့မှဖြစ်ပါတယ်။ဒါမဲ့နီးပြအဖွဲဝင်တွေကတော့ဝန်လေနဲ့နောက်တန်းတွေကိုပဲအခုတလုံးမှာတော့ဖြီခေါ်နေတာတွေ့ရတယ်ကျွန်တော်အာဆင်နဲ့တိုက်စစ်မှုကတော့အခုထိပါရိတ်ရောက်မှလည်းမတွေ့ရသေးပါဘူး။အတိုင်းဒါဆက်သွားတော့ကျွန်တော်အာဆင်နဲ့တင်းကအန်ဒီရထပ်ပြီးတော့များနေအောင်မယ်လို့ပဲ တာအမြင်ယူဆရတယ်။ကျွန်တော်ဘယ်လိုဖြစ်ဖြစ်ပါဒီနေ့ရာသီမှာကျွန်တော်အာဆင်နယ်ကျယ်ပွင့်လေကအာထိတ်ဆုံးချိန်ရောက်လာပြီးအကောင်းဆုံးချိန်ဖြစ်ပြီးတကယ်လည်းအကောင်းဒီချိန်မှမှဘာမှမလုပ်ပြနိုင်တော့သူတို့တွေလည်းအသင်းကထောက်ခွာသွားဖို့တွေများနေပါတယ်။ဆိုတော့နားထောင်ပြီးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ပရိသတ်တွေအချိန်မြင်ယူဆချက်ကိုလည်းကိုမဲမှာကြီးပေးကြလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။